Hello အားလုံးပဲမင်္ဂလာပါဘိုးဘွားဆိုတော့ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ Bibao ကိုအနိုင်ယူခဲ့ပြီးတော့ Europa League Final ကိုတက်ရောက်နိုင်ခဲ့တဲ့ပွဲစဉ်ကကစားမောက်တွေရဲ့ player rating ပေါ့လေပထမဆုံးအနေနဲ့ဂိုးသမားဦးနန္နာပေါ့ကျွန်တော်ကတော့ဗျာဦးနန္နာကို rating နဲ့ကျွန်တော်3ထိပဲပေးထားတယ်တပွဲလုံးမှာ Bibao ဘက်က Goal Ball ကန်တမှု17ချိန်ရှိတယ်17ချိန်နဲ့မှာ2ချိန်ပဲ Goal Ball တဲ့တယ်အဲ့ဒီ Goal Ball တဲ့တဲ့2ချိန်ကိုကျွန်တော် Goal ပေးရတာနော်ကန်ချက်ကကျွန်တော်ပြောတာပေးလိုက်ရတဲ့ Goal မှာကန်ချက်ဘယ်လောက်ပဲကောင်းနေပျော်ပျော် ဘူးသမားတယောက်ပရူကူသမားတယောက်ဖြစ်ပြီးတော့ဗျာအဲ့လောက်အမြင့်ကိုလက်နဲ့ဖက်နဲ့ကျွန်တော်ဖမ်းဖို့ကျူးပန်းတာပုတ်ဖို့ကျူးပန်းတာတော်တော်ကိုအဓိပ္ပာယ်မရှိတာဘယ်ကူသမားမှအဲ့လောက်အမြင့်ကိုလက်နှစ်ဖက်နဲ့ကျွန်တော်တို့ပုတ်ဖို့မကျူးပန်းဘူးဘာလို့လဲဆိုတော့အဲ့လောက်အမြင့်မှာကဟိုလက်နှစ်ဖက်နဲ့ပုတ်ဖို့ဆိုလို့ရှိရင်ကိုလူချင်းနဲ့အမြင့်ကိုရောက်ဖို့တားခေးရင်းတာဒါကြောင့်လည်းပဲပရူကူသမားအကုန်လုံးကအမြင့်ဘောဆိုလို့ရှိရင်ဘယ်ပဲဖြစ်ဖြစ်ညာပဲဖြစ်ဖြစ်လက်တစ်ဖက်နဲ့ပဲကျွန်တော်တို့ဒါဖမ်းဖို့ပုတ်ဖို့ကျွန်တော်ကျူးပန်းတာတော်တော်ကိုညံ့လို့နဲ့ကူသမားပါဆိုတော့ ကျွန်တော်ဒီပြိုင်ပွဲမှာဖိုင်နယ်ကိုတက်သွားပြီဘောလူပွဲမှာကျွန်တော်စိတ်ပူစရာကောင်းတာကစပါမဟုတ်ဘူးဦးနန်းနာပဲနော်ဦးနန်းနာကိုကျွန်တော်စိတ်ပူရမှာဆိုတော့တော်တော်ကိုကြက်တည်မရှိဘဲနဲ့စုတ်ပြတ်တက်နေတဲ့ဂိုးသမားအတင်းတွက်တော့ဒီဖိုင်နယ်မှာလည်းမတက်နိုင်ဘူးသူ့ကိုပဲတုံးရမှာပေါ့လေအမေအတင်းတွက်တော့တေချာပေါက်ကလာမယ့်ယာဒီမှာကျွန်တော်မဖြစ်မနေကျွန်တော်ပြောင်းမှရမှာဒီပုံစံနဲ့ဒီဂိုးသမားနဲ့နောက် level တစ်ခုကိုကျွန်တော်သွားဖို့အတွက်ဘာမှမျှော်လင့်ချက်ကျွန်တော်ထားလို့မရဘူး ။နောက်ကျွန်တော်တယောက်လက်ရှိမှာဒီမှာတော့ကျွန်တော် rain နဲ့ကျွန်တော် three ချပဲကျွန်တော်ပေးထားတယ်ဘာမှလှုပ်ရှားလို့မရတဲ့ကုသမာပေါ့ဗျာ။ Vitalini တော့ကျွန်တော် rain နဲ့ကျွန်တော် three ချပဲကျွန်တော် honor ဆိုတော့ rain နဲ့ကျွန်တော် four ချပေးထားတယ်။ Lindelof နဲ့ပတ်သက်လို့ရှိရင်တူတူကြကြကြီးဒီပွဲမှာကောင်းခဲ့တာဘာမှမရှိဘူး။ဒါပေမဲ့အမှားတွေပါတယ်တချို့ကျွန်တော်ရှိခဲ့တယ်။အတင်းကဗရမအကျော်အချီနီကောင်းထားလို့ဒါတော်တော်လေးကိုကျွန်တော်စိတ်သက်သာရရခဲ့တာတကယ်တမ်းဂိုးသမားကစားမားတွေနေနဲ့ပြောစရာကောင်းခဲ့တဲ့ကစားမားတွေကလည်းမနေဘူးဒီပွဲမှာလီနီလောက်ဆိုလို့ရှိရင်ကစားသွားတဲ့တလျှောက်မှာ သိပ်ပြီးတော့ဂျင်းနဲ့ဆရာကောင်းတဲ့ performance မျိုးဘာမှမကြည့်မရှိခဲ့ရဘူးပေါ့နော်ကျွန်တော်ရင်းနဲ့ကျွန်တော်၄ကြီးပဲပေးထားပါတယ်ဟယ်ရီမကွိုင်းယားကျွန်တော်ရင်းနဲ့ကျွန်တော်၄ကြီးပဲပေးထားတယ်သူတလုံးမှားပြီးတော့အဲ့ဒီကန်နဲ့တလုံးကိုကျွန်တော်ဂိုးပေးလိုက်ရတာအဲ့ဒီအလုံးမှာသူ့အနေနဲ့အမြင်ပေါ်ကိုသူရှင်ပြီးတော့ခေါင်းတိုက်နိုင်ခဲ့တင်တယ်ဒါအပြင်ကြလာပြီးတော့သူ့ခြေထဲရောက်တဲ့ဘောလုံးကိုကျွန်တော်ယိုရိုစီပြီးတော့လဲလုံးဝကိုလူစီကိုကျွန်တော်ရောက်မပေးနိုင်ခဲ့ဘူးအင်းလေအခုချိန်ကြီးကိုမအေးရတယ်ဆရာသမားတွေနော် ဖွင့်ကျင်ဒီကိုမအေးရသေးတယ်လူကအိတ်ချင်နေတာ sorry ပါเนาะဆိုတော့ဒါကြောင့် Harry Maguire အနေနဲ့အကြီးမားခဲ့တဲ့အလုံးကျွန်တော်ရှိတယ်ဆိုတော့ဟိုပွဲထဲမှာလည်းထူးထူးခြားခြားကြီးကျွန်တော်ဘာမှလုပ်စရာမလိုခဲ့ဘူးပေါ့ဗျာဒါကြောင့် Rain Man ကျွန်တော်သူ့ကို40ပဲပေးထားတယ် Lenny Yoro Rain Man ကျွန်တော်60ပေးထားတယ် Yoro အနေနဲ့ဒီနေ့ပွဲစဉ်အသင်းရဲ့ center back တည်တဲ့မှာအကောင်းဆုံးလို့ကျွန်တော်ပြောလို့ရတယ် เนาะยูโรကဟိုအသင်းမှာကျွန်တော်တို့တွင်းခဲ့တဲ့နှစ်ကူးမှာလဲသူ့ရဲ့အခန်းကဏ္ဍတွေအများကြီးပါဝင်ခဲ့တယ်သူတို့ပြင်မေဆန်မောင်းရခဲ့တဲ့ခြေပါကူးတွေဘာတွေမှာသူ့ရဲ့အခန်းကဏ္ဍတွေကျွန်တော်အများကြီးပါခဲ့တယ်နောက်ထပ်တကူးမှာလဲသူ့အနေနဲ့ဘောနောဘောလုံးနဲ့အတူဆွဲပြေးလာပြီးတော့သူ့အခန်းကဏ္ဍကောင်အများကြီးပါခဲ့တယ်ဂျန်နဲ့ဆန်နဘက်တင်နေရှင်လို့ရှင်ရင်လန်နီယူရိုဟာဒီနေ့ပွဲမှာပူပြီးတော့ကောင်းတဲ့ကစားမတယောက်ကျွန်တော်ဖြစ်ခဲ့တယ်ဒါကြောင့်ဘောနောယူရိုကိုကျွန်တော်ဒီနေ့ပွဲဒီမှာရင်းနဲ့ကျွန်တော်60ကျွန်တော်ပေးထားတယ် ဘက်ထရီဒူဂူကျွန်တော်ရင်းနဲ့ကျွန်တော် 5T ပေးထားတယ်ဒူဂူအနေနဲ့မိနစ်90ပြည့်ကစားခဲ့တယ်ပထမအပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့တန်ပြန်နေအများကြီးရတာ chance တွေဘက်ထရီဒူဂူသာပူကောင်းအောင်လုံနိုင်ခဲ့ရင်ဒီချက်ပူပြီးတော့ကျွန်တော်တို့နေဆော်ဆော်စီစီပွဲကို AAC စီဖြစ်ရမှာအခုကမဟုတ်ဘူးမိနစ်60 80လောက်ထိကျွန်တော်တို့တိုင်ပတ်သွားသေးတာဒါဘလူးမန်အချင်းကြီးမကောင်းဘူးပေါ့နော်ဘရုမအချင်းကြီးမကောင်းဘူးဒါပေမဲ့ဒူဂူအနေနဲ့ဒါညာချမ်းကိုတည်းသူပြောင်းကစားရသူ့ဟာနဲ့သူနည်းနည်းလေးအဆင်ပြေတယ် အာမတူနဲ့သူအချင်းကြီးလေးကောင်းတွဲကစားနိုင်တယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဟိုဆိုတော့ range map ကျွန်တော်ဒါ60ပဲကျွန်တော် ပြီးထားပါတယ်နောက်တစ်ယောက်က Casemiro ပါ range map ကျွန်တော်70ပြီးထားတယ်အရေးပါတဲ့ twin ကိုတကူကိုသူခေါင်းတိုက်ပြီးတော့ဒါ twin နိုင်ခဲ့တယ်ဒါအပြင်ကျွန်တော်နေနဲ့ Casemiro နေနဲ့ဒီနေ့ပွဲစဉ်မှာ minute အများစုကိုသူကစားသွားတယ်နီးပြပြစ်သူ Ruben Amorim ရဲ့အသင်းမှာ Casemiro ဟာအများကြီးအရေးပါလာပြီးသူသဖြင့်တော့ Amorim ကိုတိုင်းကိုကဒီ Casemiro ကိုသူရောက်စတော့ကာလအတိုင်းနဲ့တခုတည်းသူမတုံးဘူး သူတပင်ကတော့ဒီ Casemiro ကိုသူဘယ်လိုသုံးရမလဲသူ analyze လုပ်နေတုန်းအခုလက်ရှိသူတိတိသွားတဲ့အချိန်မှာနောက်ပိုင်းပွဲစဉ်တွေမှာ Casemiro ဒီကွင်းလယ်မှာအများကြီးအရေးပါလာတာကျွန်တော်ကျွန်တော်ကျွန်တော် Rene ကျွန်တော်70ပြထားတယ်ဒီနေ့ပွဲမှာလည်းအရေးပါတဲ့ twin goal ကိုသူ twin နိုင်ခဲ့တယ်ပေါ့နော်ဟိုဘောလုံးကစားတာနဲ့ပတ်သက်ပြီးတော့ပြဒီနေ့ပွဲကတိတ်တော့ကျွန်တော်အားရချင်တော့မရှိဘူးကျွန်တော်အမြဲတမ်း long ball တွေကြီးပဲပြေးဖို့လုပ်နေတာဘောလုံးနေခဏတိုင်းကျွန်တော်တို့ပြက်တာဒါအပြင်ပေါ့နော်ကျွန်တော်ဒီရိုးရိုးချင်းချင်းပြေးလို့ရတဲ့အလုံးတွေကိုကျွန်တော်မပြေးဘဲနဲ့ ဟိုမဖြစ်နိုင်တဲ့ pass တွေကျွန်တော်လျှောက်ပြီးတော့လုံနေတာဒါတွေကတော့ကျွန်တော်တကန်နာဘလူးမန်မဖြစ်တဲ့အရာမျိုးပေါ့နော်သူတို့လည်းပဲကက်စီကတော့ကွင်းလင်မှာဒီနေ့ပွဲစဉ်မှာအားကိုးခဲ့ရတယ်လို့ကျွန်တော်ယူဆတယ်နောက်တစ်ယောက်ကဥကာတေးပါဥကာတေးကိုကျွန်တော် rename ကျွန်တော်4ထိပဲပေးထားတယ်တာမန်မဲ့ဥကာတေးအနေနဲ့ဘလူးမန်ဂျင်းနဲ့ဆရာကောင်းတဲ့ performance မျိုးပြမသွားဘူးတော်တော်လေးတော့စိတ်ညစ်ဖို့ကောင်းနေပြဥကာတေးနဲ့ပတ်သက်ပြီးတော့လေဟို PSG ကဒီကောင်းကိုရောင်းထုတ်လိုက်တာကလည်းတိတ်ပြီးတော့ကျွန်တော်တို့က complaint တက်လို့မရဘူးဘာလို့လဲဆိုတော့ မင်းဂျောင်းနီးပဲစတုနေမြန်တခြားစီဘာမှမဆိုင်ဘူးเนาะဟိုဘောလုံးကြတော့လေကိုချီတဲ့အကြောင်းရောက်တယ်လို့ one touch pass နဲ့သူမပေးနိုင်ဘူးเนาะပြီးလို့ရှိရင်ဘောလုံးကြတော့လေတအားကြတယ်ဘောလုံးနဲ့အတူ drive လုပ်တာတော့ကောင်းပါတယ်ပြေတနာကဆုံးဖြတ်ချက်ချတာတွေကဘလူးမှန်မှန်ကန်မှုရှိမနေဘူးဒါပါတော့ကျွန်တော်မပေးသေးတဲ့ကစားမတွေကိုကျွန်တော် pass ဒီ decision လုပ်ပြီးတော့သူပေးလိုက်တာမျိုးတွေတော်တော်ကိုတိုင်ပတ်တယ်။အော်ဒီတက်ပို့ပြီးတော့သူအများကြီးကောင်းနိုင်ရဲ့အတန်းနဲ့မကောင်းဘူး။သူရောက်စားတော့ငါဆိုရင်ဒီတက်ပို့ပြီးတော့ကျွန်တော်ကောင်းတယ်။အခုလက်ရှိကသူ့အနေနဲ့အဲ့လောက်မကောင်းတော့ဘူး။ဒါပြန်ပြီးတော့ကစားမတွေနဲ့ပေါ့နော်။ ရာဒီကလည်းကျွန်တော်ကုံတော့မှာအတိုင်းအတာတစ်ခုဒီအများကြီးသူပို့ပြီးတော့ကျွန်တော်တိုးတက်အောင်လုပ်နိုင်သင့်တယ်။ရင်းနမဲ့ကျွန်တော် 4D ပဲပေးထားပါဗါးသူကလည်းလူစားလေးကျွန်တော်လဲလဲရတယ်ပေါ့နော်။ Master Wii ကျွန်တော်ရင်းနမဲ့ကျွန်တော် 4D ပဲပေးထားတယ်။ဒူရူချရားကြီးကျွန်တော်ကောင်းခဲ့တယ်လို့မထင်ဘူး။သူပြီးခဲ့တဲ့ပွဲတွေတော့ငါသူပင်ပန်းလို့ဆိုပြီးတော့နီးပြဖြစ်သူလူပင် MO ရင်းကကျွန်တော်တို့ဒီ brand phone နဲ့ပွဲစဉ်ကိုလုံးဝအနာပေးခဲ့ပြီးတော့လူစင်းနဲ့တောင်ကျွန်တော်ထင်မလာဘူးဒီနေ့ပွဲစဉ်မှာကျွန်တော်တော့ပွဲထွက်လူစင်းမှာသူ့ကိုတုံးခဲ့တယ်ထင်တဲ့လောက်ထိသူမလုံနိုင်ခဲ့ဘူးပေါ့နော် အဲဒါအပြင်ဝါကက်ကလည်းယူသွားသေးတယ်ဆရာဆိုတော့ဘာပဲပြောပြော Master Way ကိုကျွန်တော်ဒီနေ့မှကျွန်တော်4 ठी ပဲပြီးထားပါတယ်ဆိုတော့ Ghana Chu ရင်းနေမှကျွန်တော်3 ठी ပဲပြီးထားတယ် Ghana Chu နေနဲ့ဘယ်လိုပြောရမလဲပြဒီကောင်လေးနဲ့ပတ်သက်ပြီးတော့လည်းပြောရတာလည်းတိုင်ပတ်လုံးပါတယ်ဟိုတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်တရာဒီလုံးနှီးပါလို့မှာကောင်းခဲ့တဲ့ခိုက်တက်နေတော့ရှိပါတယ်တကယ်နဲ့ကျွန်တော် Ghana Chu ကိုခြုံကြည့်မယ်ဆိုရင်ဒီယာဒီက Ghana Chu နေနဲ့အသင်းရဲ့ဘယ်လိုပြောဂိုးပိုင်ဝင်ပတ်သက်မှုအများဆုံးကစားသမားတွေထဲမှာပါတယ် ။နောက်သွင်းကိုနဲ့ဖန်တီးမှုတွေကျွန်တော်တို့ကြည့်ရင်ခန္ဓာချိုးကအတိုင်းအတာတစ်ခုကြီးလှုပ်ထားနေတယ်။ဒါပေမဲ့လို့သူ့ရဲ့ဘောနောကျွန်တော်တို့ဒီအကြီးချင်းကတော်တော်ကိုမေးခွန်းထုတ်စရာအာအသက်က20ပဲရှိသေးတာ21ပဲရှိသေးတာကျွန်တော်ပြောနေကြပြီမြဲသူများအစ်မအသက်20 21ဒီဒီလောက်ပုံမှန်ပွဲထွက်ခွင့်ရနေပြီဆိုလို့ရှိရင်အများကြီးပူကောင်းနေတယ်။ခန္ဓာချိုးဆိုလို့ရှိရင်ကျွန်တော်တို့အခုလက်ရှိဆိုလို့ရှိရင်300ဒီစတိုက်ရှိပြီဟာဟုတ်တယ်မလားကစားခွင့်ရရနေတာစီနီယာအသင်းကြီးမှာเนาะဒါအမြင်သူများတွေလိုမျိုးရန်ကုန်ဒီမှာ အများတန်းရှိနေရတဲ့ကစားမမဟုတ်ပုံမှန်ပွဲထွက်ခွင့်ညီကြီးပဲကျွန်တော်ရနေတာဒါတောင်မှတိုက်စစ်ကစားမဖြစ်တဲ့တောင်မှန်ကစားမတယောက်ဖြစ်ပြီးတော့ဟိုအဆုံးသက်ပိုင်းနေတဲ့ပတ်သက်လို့ရှိရင်ပြောစရာဖြစ်နေတယ်ဦးမယ်ဒီပွဲဆိုလို့ရှိရင်ကလုံးကကောင်းတဲ့အလုံးနှစ်နှလုံးတောင်မှပဲပထမတလုံးဘရူနိုဖာနက်စ်ပေးလိုက်တယ် first stage ကတော်တော်ကိုပူဝဖြစ်လွန်ပြီးတော့အဲ့ကျွန်တော်ဒီဘောလုံးရဲ့သူပြေးလမ်းကြောင်းကိုသူလုံးဝမမီနိုင်တော့ဘဲနဲ့ကျွန်တော်ကဂိုးသမားလက်ထဲရောက်သွားတယ်။နောက်တစ်လုံးဆိုလို့ရှိရင်ပက်ထရစ်ဒူကိုထိုးပြီးတော့ကောင်းမှန်ကောင်းတယောက်တည်းဂိုးသမားနဲ့တယောက်ပဲကျွန်တော်ပြောချင်တာ ဘူးသမားနဲ့တယောက်ချင်းတယောက်ကိုမိမကိုဘူးပထမအကြိမ်ဘီဘောင်းနဲ့ပွဲမှာဖာနန်ဒက်စ်တို့ဘလို့သွင်းပြသွားတယ်မင်းတို့အချင်းကြီးပဲတူတူပဲတူတူပဲဘလို့သွင်းပြသွားတယ်ဖာနန်ဒက်စ်တို့ဟုတ်တယ်မလားနော်အခုလက်ရှိကျွန်တော်သူဒီမွေးပွဲမှာဘလို့လောက်သွားတယ်လဲ9တောင်မတက်ဘူးဗျာကျွန်တော်ပြောချင်တာ9တောင်မတက်ဘူးဘူးသမားနဲ့တယောက်ချင်းတယောက်တွေ့တာသူများတွေဦးနနာတို့ဘာလို့အဝေးကနေပြီးတော့လှမ်းကန်ပြီးတော့ဂိုးတွေယူနေတဲ့ချိန်ဗျာ area box အပြင်ကနေကိုအဝေးလှမ်းကန်ပြီးတော့ဂိုးတွေယူနေတဲ့ချိန်မှာတယောက်ချင်းတယောက်မကိုးဘူးဒါကျွန်တော်တို့ပထမအကြုံမှာ3-1နဲ့အသာစီးရထားလို့တကယ်လို့မြန် နော်ပထမအကြောမဟုတ်ဘဲနဲ့ကျွန်တော်တို့ကထပါတော့တည်ရင်နော်ဂိုးမရှိတည်ကြနေတဲ့ချိန်မှာဘီဝါဦးက1စီးနဲ့ရပြီးသွားပြီကိုရီဂိုးလိုနေပါလေဆိုတဲ့ချိန်မှာသူဘလောက်ပြီးမင်းတိုင်ပက်သွားမလဲအတင်းချိန်ကြီးတော်တော်ကိုလုံးဝမဖြစ်တင်စရာတွေဒါအပြင်ဒါပထမဆုံးချိန်မှုဒုတိယချိန်မှုတတိယချိန်မှုသုတရချိန်မှုဒီကောအများကြီးဖြစ်နေပြီဒီချိန်မှာအဲ့လိုမျိုးတွေလွဲတာနော်ပြီးတော့ကန်တော့လည်းပဲတကယ်ပြောတခါတလေဂိုးရင်တော့အေးလှတယ်ဟေးပတယ်ဟေးပေါ့မင်းအများစုကဗျာလုံးတရာကံမှာနှလုံးလောက်ပဲဖြစ်နေတာဘယ်လိုလုပ်ပြီးတော့လက်ခံစရာရှိမလဲကာနာချူနီနဲ့တိုးတက်နိုင်ကြောင်ကတအားနှေးပါတယ်ကာနာချူနီနဲ့ပေါ့နော် ဟိုလူမရှိတဲ့ space တဲ့ကိုတယောက်တည်းဆွဲပြေးသွားတာကလွဲရင်ကျွန်တော်ထူးထူးကြကြကြီးဘာမှမလုပ်နိုင်တဲ့အခြေအနေမျိုးဖြစ်နေတယ်ဒီပွဲမှာတော့ကိုတိုင်ပတ်ပါတယ်ကာနာချူနော် rating ပဲကျွန်တော်3ထိပဲကျွန်တော်ပြီးထားပါတယ် bruno fernandez ကျွန်တော် rating ပဲကျွန်တော်5ထိပဲပြီးထားတယ် fernandez အနေနဲ့ဟို stats တွေရကျွန်တော်ကြည့်မယ်ဆိုလို့ကျွန်တော်အဲ့လောက်ကြီးကြီးကောင်းနေလို့ကျွန်တော်မြင်ချင်မှမြင်ခဲ့မှာပါနော်အဲ fernandez က casemiro ရဲ့အလုံးကိုလည်းသူဖန်တီးပေးသွားတယ်ကာနာချူတို့ကလည်း key pass တွေသူပေးသွားတယ်ချန်စ creation တွေသူလုပ်ပေးသွားတယ်ဒါပေမဲ့လည်းသူအနေနဲ့ assist ဆိုလို့တခုပဲကျွန်တော်ရခဲ့တယ် နံပါတ်10ရုံးမှာကစားတော့လေကျွန်တော်တို့ဒါပက်ထရစ်ဒူဂူတို့ကိုပြေးလဲချောင်းတွေကိုကျွန်တော်ထိုးပြီးတာမျိုးတွေကျွန်တော်အများကြီးတွေးခဲ့ရတယ်။စန်ဒရမီဖီဇွန်ကိုကျွန်တော်ဆင်းလာတော့လေဥကာဒေတို့ကက်စမီရီတို့ဘောလုံးခဏတိုင်းပြက်နေတာတွေကိုကျွန်တော်တို့ဒါသူ့စီမှာအဲ့လိုမျိုးခဏတိုင်းအဲ့လိုမျိုးနေကျွန်တော်မတွေ့ရတာကိုစန်ဒရမီဖီတို့မှာလည်းအများကြီးပိုကောင်းလာတယ်။နောက်တစ်ကြောက်ဖာနန်ဒက်စ်ကကျွန်တော်နေနေတာသူ့ရဲ့အကောင်ဆုံး performance ကိုတွေးခဲ့ရတာကျွန်တော်မဟုတ်ဘူး။ဒါပေမဲ့လို့ပေါ့နော်သူ့အနေနဲ့ဒါအချိန်ကြီးကောင်းခဲ့လို့ကျွန်တော်ထင်တယ်။ Rainbow ကျွန်တော်ဒါပေမဲ့လို့သူ့ကို5 free ပဲကျွန်တော်ပေးထားပါတယ်နော်။ Resmel White လည်းကျွန်တော် Rainbow ကျွန်တော်60ပေးထားတယ်။ ျွန်တော်ဒီနေ့ပွဲမှာ Resmus နဲ့ပတ်သက်လို့ရှင်တော်တော်လေးကြည်နဲ့တယ်သူသဖြင့်သူကိုယ်တိုင်လည်းသူ့အတွက်လိုအပ်တဲ့တကူရခဲ့တယ်ပေါ့နော်ဝိုင်လန်အတွက်ဒီကူကလိုအပ်နေတာနော်ဝိုင်လန်အတွက်ကူကကျွန်တော်လိုအပ်နေတာသူယူရိုပါလိမှာဆိုလို့ရှင်ဆက်စားတော့ကဂိုးရီပါအမှန်ကန်သွင်းနေနောက်ပိုင်းကျတော့သူဂိုးရီမရတော့ဘဲနဲ့ပေါ့နော်ပရီးမီးယားလိမှာလည်းယုံကန်ရဟိုလည်းယုံကန်ရတံမှုတွေဖြစ်နေတာ Resmus ကိုဒီနေ့ပွဲစဉ်မှာကျွန်တော်တကူရတယ်ဒါအပြင်ကျွန်တော်တို့အမြင်ပေါ်တွေပါဒီမှာဆိုလို့ရှင်ဝိုင်လန်ကဟိုသူထိမ့်ပြီးတော့ကစားနိုင်နေပြီနော်ကျွန်တော်တို့ဒီသူ့ရဲ့ test တွေက အရင်လိုမျိုးကြည့်ရမလားတူပေးတဲ့မြလုံးတိုင်းကကန်ထွက်သွားတာမျိုးမဟုတ်ဘဲနဲ့အဲသူနောက်ကတက်လာတဲ့တောင်မန်ကစားမတွေကွင်းလင်ကစားမတွေနဲ့သူအချိတ်ဆက်လုံနိုင်ပြီးဟိုးတက်ပလေးနဲ့သူကစားနိုင်ပြီးသူ့ body အသားချက်ကိုကောင်းကောင်းအသုံးချပြီးတော့ကစားနိုင်ပြီး white line ဟာဖြည်းဖြည်းချင်းနဲ့တော့တူတက်တဲ့လက္ခဏာတွေကျွန်တော်မြင်နေရတယ်ပေါ့နော်ဂိုးလေးရခဲ့တယ်ဆိုတော့ကစားမအတွက်အများကြီးကောင်းခဲ့တယ်လို့ကျွန်တော်ထင်တယ် rain man ကျွန်တော်60ကျော်ပေးထားပါတယ်ဆိုတော့ armed dia လို့ဝင်လာတယ်ကျွန်တော် rain man ကျွန်တော်60ပေးထားတယ် armed ဝင်လာပြီးတဲ့နောက်ပိုင်းမှာ အတင်းမှာကတိုက်စစ်ပိုင်းကအလုံးဝကြီးလုံးဝပြောင်းလဲသွားတာလုံးဝကြီးပြောင်းလဲသွားတာအတင်းဘက်မှာဆိုလို့ရှိရင်အာမက်စီမှာဘောလုံးရတိုင်းစိတ်လှုပ်ရှားမှုကျွန်တော်ခံစားရတယ်ဗျာတိလာအာမက်တစ်ခုခုလှုပ်တော့မှာပဲအာမက်စီကိုဘောလုံးရပြီဆိုလို့ရှိရင်လည်းဗျာဟာဒီကောင်ဘောလုံးပြတ်တော့မှာပဲဆိုတော့ခံစားချက်မျိုးဘယ်တုံးကမှမရဘူးဘောလုံးမပြတ်စင်နေတော့မပြတ်စင်နေတော့တခါမှမမစိုးရင်ရဘူးနော်အတက်ကင်းမှာလည်းပြဿနာဖြစ်ဘူးခံစစ်မှာလည်းပြဿနာမရှိဘူးဒါကြောင့်အာမက်တီယာလိုနေနဲ့ ဒီနေ့ပွဲစဉ်ကပေါ့နော်ကျွန်တော်ကဒီသူ့ကိုအပြောင်းလဲလုပ်လိုက်ပြီးတဲ့နောက်ပိုင်းမှာတောင်မန်ဒီမှာဆိုလို့ရှိရင်အများကြီးကျွန်တော်ထိရောက်မှုတွေရှိလာတာကာနာချိုနေနဲ့အာမတ်ဘောလုံးဘလူကစားတယ်ကောင်းကောင်းကောင်းသူလေ့လာတင်တယ်ဘာလို့လဲဆိုတော့အသက်အရင်ကြီးမကွာတဲ့ကစားမားတွေ level ရတော့တော်တော်ကွာသွားပြီပေါ့နော်ဆိုတော့မေဆန်မောက်မေဆန်မောက်ကိုကျွန်တော်ဒီနေ့ပွဲတင်မှာ rain မှာကျွန်တော်80ပေးထားပါတယ်အတင်းတွေလိုအပ်နေတဲ့အချိန်မှာ minute 20လောက်ပဲဝင်ကစားရတယ်ဆိုမြဲလို့2 goal အထိ twin သွားနိုင်ခဲ့တယ်။ twin သွားတဲ့2 goal မှာလည်းတော်တော်ကို quality goal တွေပါ ခုနှစ်စနေနေ့မနေ့ကချီပါဂိုးဆိုလို့ရှင်ပဲနော်နောက်ပေါက်ကလေးနဲ့အသားလေး flick လုပ်ပြီးတော့ကျွန်တော် white twin သွားတာတော်တော်ကိုကောင်းပါနဲ့ဒုတိယကိုနောက်ဆုံးကိုမှဆိုလို့ရှင်လည်းပဲသူအဝေးကြီးဘဲချီနဲ့နော်အမ်ဘဲချီနဲ့သူအဝေးကြီးကျွန်တော်လှမ်းထည့်သွားတာတော်တော်လေးကိုကျွန်တော်ကောင်းပါတယ်ဒါကြောင့်ဒီပွဲက Mason Mount တွေ့တော့ Manchester United အင်ဂျီဝစ်ပြီးတော့ကစားတဲ့တက်တန်းတစ်ချောင်းမှာဒါအကောင်းဆုံးမိနစ်20လို့ကျွန်တော်ပြောလို့ရတယ်သူကိုယ်တိုင်လည်းဒီလိုပြောသွားတယ် အပြည်ပြည်ကအတင်းကလိုအပ်နေပါတယ်ဆိုတဲ့အချိန်မှာယူရိုပါလိဖိုင်နယ်ကိုရောက်ဖို့အတွက်မီဆန်မောင်းကအခန့်ကဏ္ဍအများကြီးကနေပါဝင်ခဲ့တော့ကစားမအတွက်လည်းကောင်းနေပေါ့ဗျာနှစ်ဂိုးလေးရခဲ့တယ်ဆိုတဲ့ခါကျတော့ဗောနော်ဆိုတော့ရင်းနဲ့ကျွန်တော်80ပဲပြီးထားပါတယ်လူရှော့ရင်းနဲ့ကျွန်တော်40ပြီးထားတယ်ကစားချင်းကြီးလည်းအဲ့လောက်ကြီးဒီနော်ဒီလိုဒီစုံဖြဲရလောက်အောင်ဒီအများကြီးတော့ဟိုရခဲ့တယ်လို့ကျွန်တော်မထင်ပါဘူးဒါပေမဲ့လို့သူကစားခွင့်ရနေတော့မှပါမန်တက်ထူးကြတာတွေဘာမှမရှိခဲ့ဘူးဗောနော်ကိုဘီမေနူနဲ့ရင်းနဲ့ကျွန်တော်4ပဲ Harry Armas နဲ့ရင်းနဲ့ကျွန်တော်4ပဲတာမန်ချီစွမ်းပေါ့ဗျာ ဆိုတော့အဲဒါကြောင့်ဒီပွဲကတော့ဗောနော်ဟိုတသိန်းလုံးကြီးပါဟိုချီကျူးစရာတွေလည်းကျွန်တော်ရှိခဲ့တယ်လို့စိတ်ပူစရာပြောစရာတွေလည်းကျွန်တော်ရှိခဲ့တာဗောလေတိုးတိုးလေးပဲကျွန်တော်က final ကိုရောက်သွားပြီဆိုတော့အဲ့အလောက်ကမပြီးသေးပါဘူး final မှာဘူဆွဲပြီးမှကျွန်တော်ကတာဝန်ကြီးမှာဒါပေမဲ့အဲ့လိုမရောက်သေးဘူးဆိုတဲ့ခါကျတော့ဆိုမေဒီမရသေးဘူး final လည်းကျွန်တော်ဘာမှမရောက်သေးဘူးဆိုတော့ final ကိုရောက်အောင်ပဲကျွန်တော်ဂျန်သေးတော့ပြီးပြီးတော့ exam night နဲ့ပတ်သက်ပြီးတော့ကျွန်တော်မပြောသေးဘူး။ဆိုတော့ညီကလေးနေနေရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲ။အတင်းမှာအကောင်းဆုံးဘယ်သူခြေသွမ်းပြခဲ့လို့ကျွန်တော်ထင်ကြလဲ။ဆွေးနွေးကြပါအားလုံးကိုကျေးဇူးများရပါတယ်။